ဗုဒ္ဓဘာသာဆိုတာဘာပါလဲရှင်ဗျာဘယ်မူတွေကိုအခြေခံပါတယ်လေဗျာဗုဒ္ဓဘာသာရဲ့အန်တိတ်မှရည်မှန်းချက်ကရောဘာပါလဲဗျာဗုဒ္ဓဘာသာဆိုတာသစ္စာဗျာရဲ့အဆုံးအမဘဝမှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘာတွေလုပ်သင့်တယ်ဆိုတဲ့ way of life ကောင်းကျိုးချမ်းသာရရှိနိုင်တဲ့လူတွေအကျိုးစီးပွားဖြစ်ထွန်းစေနိုင်တဲ့ အကြောင်းတရားတွေကိုလှုပ်ဆောင်ပြီးဒုရီဆင်းရဲဒုက္ခရောက်ရှိစေနိုင်တဲ့အဆိုးတရားတွေကရှောင်ရှားဖို့တောတင်ဆုံးမတဲ့ဘုရားရဲ့အဆုံးမတွေကိုဘုရားဘာသာလို့ဆိုရမှာဖြစ်ပါတယ်။တိရိနိုင်ငံနိုင်ငံမှာဘုရားဘာသာဆိုတဲ့အသုံးကိုမသုံးဘဲနဲ့ဘုရားကမလို့ထင်တဲ့သုံးတာရှိတယ်။ဘုရားကမဆိုတာဘုရားရဲ့အာကမမြတ်စွာဘုရားရဲ့အဆုံးမတရားတော်တွေတို့ဒီလိုပဲအဓိပ္ပာယ်ရပါတယ်။ ခုခေတ်တော့ဘာသာပြန်တဲ့အခါဘာသာဆိုတာရလီချင်းကိုယ့်ရဲ့စိတ်ကပ်မှုတွေကိုအခြေခံပြီးတော့ဘာသာဆိုတဲ့စကားလုံးကိုတုံ့လာကြတာဖြစ်တယ်။မြတ်စွာဘုရားရဲ့အဆုံးအမတွေဆိုတာလိုက်နာကျင့်သုံးအောင်မှာဖြစ်လို့ကိုယ့်ရဲ့စိတ်ကပ်မှုဆိုတဲ့ဟာကတွဲဖက်ပြီးတော့ပါလာတဲ့အရာတွေသာဖြစ်တယ်ပေါ့။မှန်ပါဗျာ။အဓိကကပုရဝါဒဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတွန်တင်ပြတာတဲ့စကားတွေပဲဖြစ်တယ်။ ဒါပြင်မြတ်စွာဘုရားကပါဠိဆုံးမတော်ဆိုတော့ကိုကျင့်သီလကောင်းမှုနဲ့လူလူချင်းအကျင့်တရားထားဖို့ရှင်ထဲမှာရှိတဲ့လူတွေရဲ့စိတ်နှလုံးကိုပူပန်စေတတ်တဲ့ကိရိတာတရားတွေကိုလျှော်နှဲအောင်လျှော်ချနောက်ဆုံးမှာ အပြည့်တိုင်ဖြည့်ရှင်းပြီးဆဲတော့ကလွမြောက်ဖို့ဆိုတော့မြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်အချင်းချင်းပြောရမယ်ဆိုရင်ဘုရားရဲ့အဆုံးအမစကားတွေကို ပိဋကတ်30နေကေ9ပြားဓမ္မခန္ဓာပေါင်း7400တောင်မှာဒီမှတ်တမ်းတင်ထားတာမှန်ပါပါအဲ့ဒီမှတ်တမ်းတင်ထားတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေအားလုံးကိုဘုရားဘာသာဘုရားရဲ့ဆုံးမသွန်သင်ချက်များလို့ဒီလိုအတိဘယ်ကိုယူယူရမှာဖြစ်တယ်ပေါ့နော်မှန်ပါအဲ့ဒီဘုရားရဲ့သွန်သင်ဆုံးမချက်တွေကိုလိုက်နာတဲ့ပုဂ္ဂိုလ်တွေကြတော့ဘုရားဘာသာဝင်လို့ခေါ်ကြတယ်မှန်ပါအလားတူပြန်တဲ့ religion ဆိုတဲ့ အင်္ဂလိပ်ဘာသာစကားကယုံကြည်မှုနဲ့ကိုးကွယ်မှုကိုခြေခံပြီးတော့ပြောတဲ့စကားမှန်ပါဗျာဒီမှာတော့အဲ့ဒါလို့ယုံကြည်မှုနဲ့ကိုးကွယ်မှုကိုခြေခံတာမဟုတ်ပဲနဲ့လက်တွေ့ကျင့်သုံးမှုကိုဆုလိုတာဖြစ်လို့အချင်းချင်းမရမှာတော့ဘုရားဘာသာဆိုတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်များပဲဖြစ်ပြီးသူရဲ့အန်တိတ်မဟီမန်ချက်ကရောဘာများဖြစ်မလဲဘယ်မှုတွေကိုခြေခံတယ်ဆိုတာလေးကိုပြောနော်မှန်ပါမှန်ပါဘူးလို့ဆိုတာတဲ့ ဘုရားဘာသာဖြစ်ဖို့အဓိကအကြောင်းတရားကတော့ကမ္မတက္ကတာတမဒိဋ္ဌိလို့ပါဠိမှာဆိုတာအဲ့ဒီကမ္မတက္ကတာတမဒိဋ္ဌိဆိုတာကိုလှုပ်တာကိုနဲ့သက်ဆိုင်တယ်လို့ခံယူချက်ကိုခြေခံတယ်မှန်ပါဗျာမမလို့အများနာလဲတာနဲ့ပြောရမယ်ဆိုရင်ကံကံဤအကျိုးကိုလက်ခံတယ်မှန်ပါဗျာကံတရားကိုလက်ခံတယ်ကံတရားရဲ့အကျိုးကိုလက်ခံတယ် အဲ့ဒီကံကံရဲ့အကျိုးကိုလက်မခံရင်ဘုရားဘာသာမဖြစ်နိုင်ဘူး။မှန်ပါဗျာ။ရသော်ဗျာလည်းကမ္မဝါဒီကရိယာဝါဒီဒီကုသိုလ်အကုသိုလ်ဆိုတာလုံးလို့ရတယ်။ကုသိုလ်အကုသိုလ်ဆိုတာရှိတယ်လို့လက်ခံတဲ့ဝါဒါဖြစ်တယ်။မှန်ပါဗျာ။အဲ့ဒီကမ္မသက္ကတာတမ္မဒိဋ္ဌိလို့ဆိုရင်ကိုလှုပ်တာကိုရတယ်ဆိုရင် ကမ္မဝါဒကရိယာဝါဒကိုအခြေခံတာပဲဖြစ်တယ်ပေါ့မှန်ပါဗျာအဲ့ဒါကိုအခြေခံပြီးတော့မြတ်စွာဘုရားကချင်းစင်မျိုးကိုသတ်မှတ်ထားတယ်တိလသမာဓိပညာဆိုအဓိကကိုချင်းတရားကောင်းဖို့ကနံပါတ်1မှန်ပါဗျာကိုချင်းတရားကောင်းပြီတဲ့အခါစိတ်သက်ငြိမ်သက်အောင်လေ့ကျင့်တာနဲ့ထိုငြိမ်သက်မှုကြောင့်ရရှိလာတဲ့အသိပညာမှန်ပါဗျာအဲ့ဒါတွေကဘုရားဘာသာရဲ့အချမ်းမြင်း ကျင့်စိတ်တစ်ခုလို့ပြောရမှာဖြစ်တယ်မှန်ပါဗျာဘုရဘာသာရဲ့အတ္တိမယီမှန်ချက်ကပါလေလို့ဆိုတာကြတော့ဆင်းဒုက္ခအလုံးအဆုံးတက်ရေးပဲဖြစ်တယ်မှန်ပါဗျာလူတွေတွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခဆိုတာမျိုးမျိုးရှိတယ်မှန်ပါဗျာအလုံးမရှုံလွဲနိုင်တဲ့ဆင်းရဲဒုက္ခအတော့ပါတော့စေဒုဗ္ဗဝရလာပြီးရင်တဖြည်းဖြည်းအိုမင်းလာခြင်းနောက်ဆုံးမှာတည်ဆောက်ရခြင်းဆိုတာ ဒါအချိန်မဆုံးဆင်းရဲဒုက္ခလို့ပြောမှာပဲဖြစ်တယ်မှန်ပါဗျာဒီကြားထဲမှာ ဆုံရှုံနေနာမှုတွေကြုံရလို့တောကဖြစ်ရတာတို့ငိုရတာတို့ခန္ဓာကိုယ်မှာနာကျင်ကြိုက်ခဲတဲ့ဒုက္ခတွေကာယကဒုက္ခတွေခံစားရတာတို့စိတ်မချမ်းမသာဖြစ်တဲ့ဆင်းရဲဒုက္ခတွေခံစားရတာတို့စိတ်ပင်ပန်းမှုတွေခံစားရတာတို့ဆိုရင်အရင်တည်းကအပူတွေအဲ့ဒီဒုက္ခတွေ လုံးဝအဆုံးသတ်ဖို့ဆိုတာဘုရားဗလာရဲ့အတ္တိမအီမှန်ချက်ပဲဖြစ်တယ်။တမပါ။နောက်တစ်ခုကအတိတ်ကိုပုံချသောဝါဒဟုတ်ပါသလားဆိုတာလေနော်။တမပါ။အတိတ်ကိုပုံချတဲ့ဝါဒလုံးဝမဟုတ်ဘူး။တမပါ။ညဆောပြာကအတိတ်အကြောင်းတရားကိုလည်းလက်ခံတယ်။ပစ္စုပန်အကြောင်းတရားကိုလည်းလက်ခံတယ်။တမပါ။အတိတ်ကြီးတတ်တတ်ပုံချတဲ့ဝါဒကိုပုပ္ပိကတဟေတုဝါဒလို့ခေါ်တယ်။အဲ့ဒီဝါဒက ုရားလက်မခံနဲ့ဝါတာပဲမှန်ပါဗျာအရာရဟာအတိတ်ကလုတ်ခဲလို့ဆိုတဲ့ဟာမျိုးလုံးဝလက်မခံမှန်ပါဗျာပစ္စုပန်လောလောလတ်လတ်ဖြစ်ပေါ်နေတဲ့အကြောင်းတရားကိုလည်းထက်သွင်းစဉ်းစားတယ်မှန်ပါဗျာအဲ့တော့အတိတ်ကအကြောင်းတရားပဲဖြစ်စီပစ္စုပန်အကြောင်းတရားပဲဖြစ်စီအဲ့ဒီသက်ဆိုင်ရာအကြောင်းတရားတွေကိုလက်ခံယုံကြည်ပြီးအတိမတ်ပြုတဲ့ဝါရသာလင်ဘုရားဝါရဖြစ်တယ်